အခုလိုမျိုးယာဒီဥတုအခုအပြောင်းကာလတွေမှာနှာစည်းချောင်းစိုးဖျားနာတာအဖြစ်များတက်ကြတယ်။ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်တက်ကြီးရော်တွေမှာပဲဖြစ်ဖြစ်ဖြစ်တက်ကြတယ်အဖြစ်များတက်ကြတယ်။ဒါပေမဲ့ဒီနေရာမှာအရန်ပေါ်ဆလို့လည်းမရဘူး။ရိုးရိုးတာမန်အေးအေးမိတာထက်ပိုဆိုးတက်တာကဒီ influenza virus ကြောင့်ဖြစ်တဲ့တုတ်ကွင်းမိတာအဲ့တော့အဲ့လိုမျိုးတုတ်ကွင်းမိတဲ့ခါကျရင်တချို့တွေမှာခါကျရင်တော့အသက်အန္တရာယ်ရှိသွားနိုင်တယ်ဒီနေ့ကျွန်တော်ပြောချင်တာကဘာကြောင့်တချို့လူတွေမှာတုတ်ကွေးကွယ်စေထိုးဖို့ အရေးကြီးတာလဲအကယ်၍ကာကွယ်ဆေးမရှိဘူးဆိုရင်ရောကျွန်တော်ဘာတွေဆက်လုပ်လို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမယ်ရေရိုးတုပ်ကွေဆိုတာကတကယ်တမ်းက influenza virus ဆိုတဲ့ဒီယောဂပိုးတမျိုးကြောင့်ဖြစ်တာရိုးရိုးတာမန်အေအမီတာထက်ခြေလက်တွေကိုက်ခဲတာအပြင်နှာစီးချောင်းဆိုးဖျားနာတာအရန်ဆိုးဝါးတက်တယ်အခက်မတင်ရင်ဒီအဆုတ်ရောင်တွေအထီတောင်ဖြစ်သွားတက်တယ်ယိုယိုအေအမီတာကကြတော့ဒီလိုမျိုးတုတ်ကွေဖြစ်တာလောက်အရင်မဆိုးတက်ဘူး။နာစိနာပိတ်တာလောက်ပဲဖြစ်ဖြစ်ယိုယိုတာမန်ကိုက်ခဲတာလောက်ပဲဖြစ်ဖြစ် ဖြစ်တယ်တုတ်ကွေလောက်အထိအဖျားအရန်ကြီးတာမျိုးတွေမဖြစ်တတ်ဘူးအဲ့တော့တုတ်ကွေကွယ်ဆေးကိုဘာကြောင့်ထိုးတက်တာလဲဆိုတာတိထားဖို့လိုတယ်အဓိကတော့နံပါတ်၁ချက်ကတော့ယောဂမဖြစ်အောင်ကာကွယ်ပေးတယ်တုတ်ကွေကွယ်ဆေးထိုးထားတဲ့ဆိုရင် virus ပိုးဝင်လာတယ်ဆိုရင်တော့မှခန္ဓာကိုယ်ကဒီ virus ပိုးတိုက်ထုတ်နိုင်တယ်ပြီးတော့ဒီတုတ်ကွေကွယ်ဆေးကဒီယောဂပြင်းထန်တာတွေကိုလည်းလျှော့ချပေးတယ်အခက်မတင်လို့ကိုယ်ခန္ဓာကိုယ်ထဲကိုတုတ်ကွေပိုးဝင်သွားတယ်တုတ်ကွေဖြစ်ခဲ့တယ်ဆိုရင်တော့မှ ယောဂလက္ခဏာကအရင်ပြင်းထန်တာမျိုးတွေဖြစ်တတ်ဘူး။ပြီးရင်နောက်ဆက်တွဲဆူကျိုးတွေကိုလည်းကပွယ်ပေးတဲ့တုတ်ကွေးကပွယ်စေထိုးထားတဲ့တခြားမလို့ဒီအဆုတ်ရောင်ယောဂတွေလေးမျိုးရောင်တာတွေဓာတ်တွေကိုလည်းကပွယ်ပေးတဲ့တခြားဓာတ်တွေကိုကူးဆက်မှာကိုလည်းကပွယ်ပေးတဲ့အမကိုကကာကွယ်စေထိုးထားတဲ့ဆိုရင်အိမ်မှာတက်ကြီးရွယ်ဟိုတွေစီချိုတွေးတိုးယောဂအကြီးရှိတဲ့သူတွေကလေးငငယ်လေးရှိတဲ့သူတွေအတွက်ပါကာကွယ်ပြီးသားဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ကတုတ်ကွေးကာကွယ်စေကိုနှစ်စင်ထိုးတဲ့နဲ့အဲ့တော့ဒီနေရာမှာတခုရှိတာကဘဒူတွေကတုတ်ကွေးကာကွယ်စေကိုအဓိက ဦးစားပေးအနေနဲ့ထိုးတင်လဲဆိုတာတော့တည်ထားဖို့လိုတယ်ဖြစ်နိုင်တယ်ဆိုရင်တော့ဒီအတက်6လနဲ့အထက်လူတိုင်းကတုတ်ခွေကွက်ခွေဆေးကိုထိုးတင်တယ်မဖြစ်မနေထိုးကိုထိုးရမယ့်သူတွေကတော့ကလင်းငယ်လေးတွေအတက်6လနဲ့9နှစ်အတွင်းဒါမှမဟုတ် တက်ကြီးရွယ်တွေအတက်65နှစ်နဲ့အထက်ကိုဝန်ဆောင်အမျိုးသမီးတွေထိုးတင်တယ်ပြီးရင်နာတာရှိယောဂရှိတဲ့သူတွေထွေတိုးစီချိုပန်းနာရင်ချက်ကြောက်ကဲ့ယောဂတွေကိုခန့်အားနည်းတဲ့သူတွေဒါတွေဆိုရင်ထိုးတင်တယ်ပြီးရင်ကျန်းမာရေးဝန်ထမ်းသူတို့တွေခါကျတော့မဖြစ်မနေနှစ်စင်ထိုးတင်တဲ့အထက်မှာပါတယ်လူတိုင်းတော့ထိုးလို့ရတယ် ဒါပေမဲ့မဖြစ်မနေထိုးရမယ့်လူတွေကတော့ဒူတို့တွေပေါ့နော်အကယ်၍ကာကွယ်ဆေးမရနိုင်ခဲ့ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့တချို့အချက်တွေကတော့ကျွန်တော်တီးပြီးသားပဲကိုဗစ်မှာခရေကကြုံခဲ့ရတယ်လက်ကိုမကြခဏဆေးမယ်ဆက်ပြနဲ့လက်ကိုစက္ကန့်20လောက်ထိကြအောင်ဆေးမယ်လူထူထက်တဲ့နေရာတွေကိုရှောင်ခြင်းမယ်အခုလိုမျိုးရာဒူတူဘူပြောင်းကာလာတွေမှာမိုးကုံဆောင်ကူးတွေမှာစောင်းအကုံတွေမှာဆိုရင်ယောဂါပိုဗိုင်းရပ်စ်ပိုကဒီတုတ်ကွေဗိုင်းရပ်စ်ပိုကအရန်ကိုပြန့်နေတယ် အဲ့ဒီအချိန်မှာလူထုထပ်တဲ့နေရာတွေရှောင်ရမယ်ပြီးရင်တွားမယ်ဆိုရင်လည်းပဲဒီနှာခေါင်း mask ကိုတက်သွားဖို့လိုတယ်မျက်စိနဲ့နားနှာခေါင်းကိုလက်နဲ့တွားပြီးတော့မကိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ယောဂပိုးရှိနေတဲ့နေရာတွေကိုကိုကတွားပြီးတော့ကိုက်လိုက်မိတယ်အဲ့ဒါအနေနဲ့တစင်း ကိုယ့်ရဲ့မျက်နာတွေနှာခေါင်းတွေတော့ပုတ်မိတယ်ဆိုရင်ယောဂပိုးတွေအလွယ်တကူကူဝါနိုင်တယ်ပြီးရင်ကိုကယောဂပိုးဖြစ်လို့ချောင်းဆိုးတဲ့နှာချီတယ်ဆိုရင်လည်းပဲအုပ်ထားပြီးတော့ဆိုးပေါ့နော်လက်ကైဝါနဲ့ပဲဖြစ်တထောင်ဆင်းနဲ့ပဲဖြစ်အုပ်ပြီးတော့ဆိုးတခြားလူတွေကိုကူးနိုင်တယ်ကိုခံအားကောင်းအောင်လည်းနေထိုင်ဖို့လိုတယ်ကာကွယ်စည်းမရနိုင်ခဲ့ဘူးဆိုရင်တော့ဒီအချက်လေးတွေကိုလည်းတေချာလေးလိုက်နာဖို့လိုပါတယ်။အတော့ကွေယောဂဖြစ်လို့ဘလို့အချိန်ဒီမှာဆရာဝန်စီတွားရမလဲပေါ့။အသက်ရှူကြက်လာမယ်။အသက်ရှူရတာခက်မယ်။ရင်ဘက်တွေအရန်အောင့်မယ်။ရင်မက်တွေမှာဖိထားတယ်လို့ညှက်ထားတယ်လို့ခံစားနေရမယ်။ ရုတ်တရက်ခေါင်းထူးမယ်စိတ်ရှုပ်ထွေးတာတွေဖြစ်လာမယ်အဖျားတုံရက်တက်ကြော်ပြီးတော့အဖျားအရန်ကြီးနေမယ်မကြောက်ဘူးနှကန်းတောင်မုံမျက်နှာပြလာမယ်ဒီလိုမျိုးချိန်နေမှာဆိုရင်ဆရာဝန်စီတွားပြဖို့လိုတယ်စေုံစီခန်းစီတွားပြဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကတုတ်ခွေကွက်ကွက်စီကဘာကြောင့်ထိုးတင်တာလဲဆိုတာကိုကျွန်တော်ဦးစားပေးပြီးတော့ပြောပြခဲ့တယ်အဓိကတော့ယောဂမဖြစ်အောင်ရဲ့ဖြစ်လာပြီဆိုရင်အရန်မဆိုးအောင်နောက်ပြီးတော့ဘလူးတွေမှာအဓိကထိုးရမလဲဆိုတာကိုလည်းပြောထားခဲ့တယ်မဖြစ်မနေထိုးရမယ့်သူတွေကနှစ်စဉ် တုတ်ွေကောက်ွယ်စီထိုးတင်တယ်အကယ်၍များအကြောင်းမျိုးကြောင့်ကောက်ွယ်စီမရခဲ့ဘူးဆိုရင်တော့ကျွန်တော်ပြောထားတဲ့ဒီအချက်လက်လေးတွေကိုလည်းတတိထားဖို့လိုတယ်ဂယူဆိုင်ဖို့လိုတယ်ကောက်ွယ်နိုင်ဖို့လိုတယ်တုတ်ွေယောဂဖြစ်တဲ့ခါကျရင်မှဒီလိုမျိုးအခြေအနေတွေဖြစ်လာပြီးကြုံလာပြီးဆိုရင်တော့ဒါဆရာဝန်တွေစေယုံစေခန့်တွေစီကိုမဖြစ်မနေတော့ဖို့လိုတယ်အဲ့တော့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျန်တဲ့လူတွေတိအောင် share ပေးပါဦးတုတ်ခွေကွယ်စီထိုးဖို့အတွက်အခွင့်အရေးရခဲ့တယ်ဆိုရင်တော့ထိုးပြအောင်ထိုးပါအခွင့်အရေးမရခဲ့ဘူးဆိုရင်လည်းပဲ ကာကွယ်ဆေးမရှိရင်တောင်ဆောင်ရရှောင်ရမဲ့နီလန်းတွေကိုလည်းတရားလေးတည်ထားပါဗီဒီယိုဒီတိကြည့်ရတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဆအဆအရရအဆင်ပြေပေးခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ